ုခံတော်လန်မှုအားကောင်းပြီးတော်လန်တက်ဖွဲ့ PDF တွေအနည်းဆုံးရှိနေတဲ့စကိုင်းနဲ့မကွေးကနေရွေးကောက်ပွဲဝင်ပြိုင်မှုဒုတိယဗိုလ်ချုပ်ကြီးနှစ်ယောက်ကိုစစ်ကောင်းဆောင်ကရွေးချယ်လိုက်ပါတယ်။မကြသေးခင် တက်ကအနာပေးခံရတဲ့အဆင့်မြင့်တက်အရာရှိအနည်းစုတွေကဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိုးတင်နိုင်ကမကွေးမြို့နယ်နဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတပ်ပုံကစကိုင်းမြို့နယ်ကနေရွေးကောက်ပွဲဝင်ပြိုင်ရမှာပါ။2021ဆရာနာသိမ့်မှုအပြီး ပြည်သူလူထုကိုပြစ်ခတ်တပ်ဖြတ်မှုမှာအဓိကတာဝန်ရှိသူ ထိတ်တန့်စစ်ဗိုလ်ချုပ်ကြီးတွေကနေရောက်ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့သခိုင်းမျိုးနဲ့မကွေးမျိုးဟာတိုင်းဆိုရအဖွဲ့ရုံးဆိုင်တဲ့မျိုးတွေဖြစ်ပြီးမျိုးပေါ်ကလွဲလို့ကျေးလက်ဒေသအများစုကို တော်လိုင်းအင်အားစုတွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ဒီလိုအချိန်မှာဒုဗိုလ်ချုပ်ကြီးဟောင်းစိုးတင်နိုင်တဲ့တပ်ပုံတို့ကစစ်တပ်ကြောတော်နောက်ခံပြည်တော်စုစံခိုင်ဖွံ့ဖြိုးရေးပါတီကိုစားပြုပြီးရွေးကောက်ပွဲဝင်ပြိုင်ရမှာလည်းဖြစ်ပါတယ်။ မဲဆန္ဒနယ်ကတာမန်အားဖြင့်ကိုရိုင်းရွေးခွင့်မရကြဘူးကိုရင်မတန်းနဲ့တာဝန်ထမ်းဆောင်မှုတဲ့နေရာတွေကိုကြည့်ပြီးစစ်ကောင်းဆောင်ကတတ်မှတ်တာပါလို့နေပြည်တော်စစ်ရုံးနဲ့နှီးဆက်တဲ့တိုက်အရာရှိဟောင်းတူဦးကပြောပါရယ်စကိုင်းနယ်မကွေးကနေရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့ဒုပုချုပ်ကြီးဟောင်းနှစ်ယောက်လုံးဟာပြည်သူ့တော်နေရာအတွက်ဝင်ပြိုင်ကြမှာဖြစ်တာကြောင့်တိုင်းဝင်ကြီးချုပ်တော့မဖြစ်နိုင်တော့ပါဘူးဒါပေမဲ့ပြည်တော်စုဝင်ကြီးနေရာတွေကိုတော့ရယူနိုင်ပါတယ် စကိုင်းမြို့နယ်ကနေဝင်ပြိုင်မဲ့ဒုပိုချုပ်ကြီးဟောင်းတပ်ပုံဟာစစ်တပ်ကတူအပတ်စဉ်29ကဖြစ်ပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ဒုပိုချုပ်ကြီးတပ်ပုံတို့ဟာတဒက်ထဲမှာအတူနေခဲ့ပူပါတယ်။တပ်ပုံရဲ့ဇနီးဟာစစ်တပ်ကတူအကြောင်းကြီးရဲ့သမီးဖြစ်ပြီးအဲ့ဒီအကြောင်းကြီးဟာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ဆရာလည်းဖြစ်ပါတယ်။2014ခုနှစ်ကအလွတ်တန်းသတင်းတော့ကိုပါကြီးတက်ဖြတ်ခံရမှုမှာအဲ့ဒီကာလကတက်မနစ်နစ်ရဲ့တက်မမှုဖြစ်သူတက်ပုံဟာအဓိကတာဝန်ရှိသူဖြစ်ပါတယ် ကိုပါကြီးရဲ့အလောင်းကိုတူးဖို့စစ်ဆေးရမှာအမှုမှန်ပေါ်ပေါက်ခဲ့ပေမဲ့တပ်ပုံကတာဝန်မယူဘဲသူ့လက်အောက်ကခိတ္တတက်ရည်မှုတယောက်ကိုအပြစ်ပုံချခဲ့တယ်လို့အဲ့ဒီအခြေအနေကိုသိရှိတဲ့တက်အရာရှိဟောင်းတူကပြောပြပါဗါး2019ခုနှစ်ကလည်းအမျိုးသားရေးအမိခံတွေနဲ့ဖွဲ့ထားတဲ့မဘာတာအမိပြောင်းဗုဒ္ဓဓမ္မပရာဟိတဖောင်ဒေးရှင်းညီလာခံကိုရန်ကုန်တိုင်းရဲ့စစ်တိုင်းမှုတာဝန်ယူစဉ်ကဗိုလ်ချုပ်တပ်ပုံကိုရင်တက်ရောက်ပြီးငွေကျပ်300လူရန်ခဲ့ပါဗါး အရင်နောက်2020နှစ်လယ်မှာရန်ကုန်တိုင်းလုံခြုံရေးကိုအဓိကတာဝန်ယူရတဲ့အမတ်ငါးစစ်စင်အထူးအဖွဲ့ကစရငါးမအဖွဲ့မှုအဖြစ်၅နှစ်နီးပါးတာဝန်ယူခဲ့ပါတယ်2021ဆရာနာသိမ်းပြီးတဲ့နောက်ရန်ကုန်ကဆန္ဒပြပြည်သူလူထုကိုပြစ်ခတ်ဖြိုခွင်းမှုမှာဒုဗိုလ်ချုပ်ကြီးတပ်ပုံကအဓိကတာဝန်ရှိသူတစ်ယောက်ဖြစ်ပါတယ်အခုနှစ်ဆန်းပိုင်းမှာတော့နေပြည်တော်လုံခြုံရေးအဓိကတာဝန်ယူရတဲ့ကစရ၆မှုကနေတမရော်စစ်စေးအရာရှိချုပ်ဖြစ်လာခဲ့ပါတယ် အခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သကိုင်းကလင်အပြီးမှာတော့သကိုင်းမြို့မှာပြန်လည်ထူထောင်ရေးလှုပ်ဖို့စစ်ကောင်းဆောင်က သူ့ကိုတာဝန်ပေးခဲ့ပြီးခုတော့သကိုင်းကနေပဲရွေးကောက်ပွဲဝင်ဖို့ဖြစ်လာတာပါသူဝင်ပြိုင်မဲ့သကိုင်းမြို့နယ်ထဲမှာမြို့ပေါ်ရက်ကွက်20ကျော်နဲ့မြို့အနီးကျေးရွာတချို့ကိုပဲစစ်တပ်ကအပြည့်အဝထိန်းချုပ်ထားနိုင်တာပါဒါကြောင့်လာမယ့်ရွေးကောက်ပွဲမှာကျေးရွာတွေအထိဆင်းပြီးမဲဆွနိုင်မဲ့အခြေအနေမရှိဘူးလို့သကိုင်းမြို့နယ်ထဲမှာလှုပ်ရှားနေတဲ့ဒေါ်လန်ရေးတပ်ဖွဲ့တွေကပြောကြပါဗျာ ကျွန်တော်တိုင်းမျိုးနဲ့မှာကျွန်တော်ကြည့်ရအောင်မရအောင်ရှိတာတရားကျော်တော့ကမိရှုခံနေတာဖြစ်နေတယ်နော်အဲဆိုတော့သူကဘယ်လိုသွားရည်မဲဆိုစီမစီအောင်ပါနော်အဲဆိုတော့ကျွန်တော်ကြည့်ဘူးလူကလည်းဘုံကစပေးဆောင်နေကြရတာဟုတ်နော်အဲဆိုတော့ဟိုသူတို့အခုတက်ဆွဲထားတဲ့လမ်းစစ်ကြောင်းထုတ်ပြီးတက်ဆွဲထားတဲ့နေရာဒီမှာလည်းလက်ပြည်သူမှမဝင်ဘူးလေအဲဆိုတော့သူကဘယ်ဟာဘယ်ပြည်သူသွားရည်မဲဆိုစီအောင်ပါလေပေါ့နော်အဲ့ဒီချက်တော့မေးချင်တယ်ပေါ့ဒါလည်းနော် ။မကွေးမြို့နယ်ကနေဝင်ပြိုင်မဲ့ဒုဗိုလ်ချုပ်ကြီးဟောင်းစိုးတင်နိုင်ကတော့အမ်းမြို့အခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ဘုံရအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွေမှာစစ်တိုင်းမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုတဲ့အပြင်အနရီအစိုးရလက်ထက်2020နဲ့2021ဆရာနာသိမ်းပြီးနောက်မှာပြည်ထရေးဝန်ကြီးဖြစ်ခဲ့ပါဗါး2023ခုနှစ်မှာတော့တမရော့စစ်စေးရေးနဲ့စင်းစစ်ချုပ်ဖြစ်လာခဲ့ပြီးခုတော့သူစာတိမကွေးမျိုးကနေရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပါတယ် ဒူပိုချုပ်ကြီးစိုးတက်နိုင်ကသူ့အနေနဲ့ရွေးကောက်ပွဲဝင်မှာဟာတူဦးတယောက်ရဲ့တာဝန်ပေးတိုက်တွန်းမှုကြောင့်မဟုတ်ဘဲမိမိသဘောဆန္ဒအလျောက်ဝင်ပြိုင်တာဖြစ်တယ်။တက်ကနေနိုင်ငံရေးဘက်ကဖြတ်ဝင်လာတဲ့မိုးချရွှေကိုမဟုတ်ဘူးလို့သူ့ရဲ့လူမှုကွန်ရက် TikTok မှာရေးသားထားပါဗျ။အာနာရှင်စစ်ကောင်းဆောင်လက်အောက်မှာမိမိသဘောဆန္ဒအလျောက်ရွေးကောက်ပွဲဝင်ပြိုင်တယ်ဆိုတာဘလို့မှယုံကြည်မရှိဘူးလို့တက်အရာရှိဟောင်းတူဦးကဝေဖန်ပါဗျ။ လက်ရှိစစ်ကောင်းဆောင်လက်အောက်မှာဒုစစ်ကောင်းဆောင်စိုးဝင်းကအစနရွက်တောင်မခတ်ရတဲ့ဘဝတွေဆိုတာအလုံးသိပြီးသားပဲသူ့မဲဆန္ဒနယ်ကမဲဆန္ဒရှင်တွေအပေါ်သူ့ရိုးသားမှုရှိမရှိဆိုတာဒီတစ်ချက်နဲ့တင်ပေါ်လွင်နေပါပြီလို့အမည်မဖော်လိုတဲ့တက်အရာရှိဟောင်းကပြောပါရယ်လက်ရှိစစ်ကောင်းဆောင်စီစဉ်တဲ့ရွေးကောက်ပွဲဟာသူ့ဆရာဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့2010ရွေးကောက်ပွဲအခင်းကျင်းနဲ့ဆင်တူတယ်လို့စစ်တပ်ထဲမှာနှစ်20တာဝန်ထမ်းခဲ့တဲ့ CDN တက်အရာရှိတူဦးကပြောပါရယ် 2025ရွေးကောက်ပွဲကလည်း2010နဲ့တွားပြီးတော့ဆင်တူတယ်။အဲသူတို့လှုပ်ချင်တယ်လို့လှုပ်လို့ရမယ့်ပုံစံမျိုးအခင်းကျင်းမျိုးကိုတွားတွေ့ရတယ်။ဒီ2025မှာတော့သူတို့ဒါရှင်းနေရကြက်ပဲ။သူတို့လှုပ်ချင်တယ်လို့လှုပ်မှာ။ဒါတောင်လှုပ်ချင်တယ်လို့လှုပ်မဲ့ဟာမှာသူတို့ကြောက်နေသေးတယ်။2010ရွေးကောက်ပွဲတုန်းကလည်းဘုချုပ်မကြီးတန်းရွှေကသူ့လက်အောက်မှာရှိတဲ့စစ်ဘုချုပ်အများပြားကိုစစ်ယူနီဖောင်းချွတ်ခိုင်းပြီးကြန့်ခိုင်ရေးပါတီကနေဝင်ပြိုင်ခိုင်းခဲ့ပါဗျာ။ ဲ့ဒီရွေးကောက်ပွဲအပြီးမှာသူ့ရဲ့အဓိကလူယုံတွေဖြစ်တဲ့ဗိုလ်ချုပ်ကြီးသိန်းစင်ကသမရဗိုလ်ချုပ်ကြီးသူရရွှေမန်းကလွတ်တော်ဥက္ကဋ္ဌနဲ့တခြားသောစစ်ဗိုလ်ချုပ်တွေလည်းဒုသမရတွေနဲ့ဝန်ကြီးဒုဝန်ကြီးတွေရခဲ့ပါတယ်။လာမယ့်ရွေးကောက်ပွဲမှာလည်းဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့အဓိကလူယုံတွေဖြစ်တဲ့ဗိုလ်ချုပ်ကြီးညိုစောကကိုကိုကျွန်းမြို့နယ်နဲ့ဗိုလ်ချုပ်ကြီးအောင်လင်းတွေဗိုလ်ချုပ်ကြီးမြထွန်းဦးဗိုလ်ချုပ်ကြီးတင်အောင်စန်းတို့ကနေပြည်တော်ကနေဝင်ပြိုင်ကြမယ်လို့သိရပါတယ်။